တ်သိမ်းမကအောင်လေဘလို့ရမှာဒီအနေထားအဲဒါတော့ designer တို့ကမြန်ဆင်ပေးလိုက်တာတကယ်တမ်းဆိုဒီ show သူကပြောလာရိုးရိုးဒီလို launch ပဲထင်တာအဲတော့ TNC တို့ symbol တက်ပြီး catwalk တွေ shot ပြီး TNC ထွက်ရမယ်ဆိုရဲစမှာအဲ့လို evening dress wear ရမယ်ပြောဟဲ့အကိုရေလောက်ပါအောင်ဆိုပြီးကောင်မြန်စီမှာစစ်စစ်ကနေလိုက်တာဟုတ်ဆက်သိမ်းမကအောင်လေဘလို့ရမှာဒီအနေထား ဟုတ်ပါရဲ့အဲပြောတာပေါ့နော်ခုနပြောသလို LGBT ကို support ပေးတဲ့ဒီလိုမျိုးအဲ show မှာပါဝင်ခွင့်ရတဲ့အတွက်ကိုကံလန်းတဲ့ production ဘက်ကရော director ရောပါဝင်တဲ့ cast တွေအားလုံးလည်းစိတ်ဆုတက်ပါတယ်ပေါ့ဟုတ် အတိတ်ကတော့ခုနကပြော reality show ဖြစ်တယ်ဆိုတော့ episode 12ပိုင်းလောက်ပါမယ်ထင်တယ်အဲ့မှာမ episode တိုင်း episode မှာမမတူညီတဲ့ challenge တွေနဲ့ရှင်ပြန်ရတာပေါ့နောက်ဆုံး grand final မှာတယောက် perform ရတာပေါ့နော်အဲ့လိုမျိုးဆိုတော့အဲ episode တစ်ခုနဲ့တစ်ခုကလုံးဝမတူဆက်စပ်ချင်လားအတော်ပုံပုံပါပဲထင်ထားခဲ့တာ ါမဲ့တကယ်တမ်းရိုက်တဲ့အချိန်မှာလေပြောင်းမပြတလအောင်အရန်ပင်ပန်းနဲ့အရန်လက်ခက်ခဲပေါ့နော်တချို့ကတချို့ challenge လဲဆိုကိုလုံနေကြအရာလဲမဟုတ်တဲ့ဟာမှာအရန် stress တွေပြီးပြီးအရန်လက်ခက်ခဲဒါမဲ့အကောင်းဆုံးအမ်ရှင်းပြန်ထားပါတယ်စူးစမ်းထားပါတယ်အတိတ်ကတော့လေအမ်စပြီးတော့သူတို့အစ်စရိုက်ကြတာကိုအင်တာဗျူးတွေရှိရသူတို့ကအာ before and after interview ရှိရပေါ့အဲ့ show မှာအများပြပြောတိုင်းအောင် try မလို့စင်အာ episode by episode မှာအလှပဲပြမယ်လို့ပြောထားတော့ ထွက်လာလို့ရှိရင်လည်းအလှပဲပြပြနေမှာပါအဲ့ဒါတော့စောင့်ကြည့်ပေးပါအတိငါခုနကပြော crown လို့ဇင်လာဆိုတော့လေခုနကပြောသူပေါ့နော်ပြိုင်ပွဲတစ်ခုပြိုင်နေဆိုအနိုင်ဆုံးတော့ရှိရပါတော့ဒါပေမဲ့ကိုယ့်ထက်မှာအရှိမစီနီယာကြီးလည်းပါတော့ခုနကပြောတော့ကိုကအဲ့ crown ကိုလိုချင်နေပဲဆိုစူးစမ်းရဲဆိုပေမဲ့ကျိုးတော့စူးစမ်းရဲဒါပေမဲ့ခုနကပြောတော့ကိုလည်းနေကြအရာမဟုတ်ဘူး။အဲ used to ဖြစ်တက်တဲ့အရာလည်းမဟုတ်တော့အရင်ခက်ခဲ။အဲ့တော့တချို့အရာတွေဆိုလို့ရှိရင်ငါလုံနိုင်ပါမလားပေါ့။ဒါပေမဲ့ကျန်တဲ့9ရက်တောင်လုံနိုင်ပါပဲ။ဒါပေမဲ့သူတို့ထက်မလျှော့တဲ့ ဇွဲနဲ့တော့စူးစမ်းတာပေါ့သူတို့ထက်မတိုင်အောင်မှ level ပြအောင်တော့စူးစမ်းခဲ့တာပဲဒါပေမဲ့အဲရှားလာမရတော့စန့်စီ အတိအကျပြောလို့ဆိုစစချင်းကတော့အဲ့လိုမျိုး channel တွေအရင်များမယ်လို့မထင်တာအဲပထမဘယ်လိုပါမလဲလို့ပြောတဲ့အချိန်မှာသူကအဲ secret ထားတာလားတကယ်ရိုက်တဲ့နေ့မှာသူကပြောမယ်လို့လုပ်ထားတာအဲ့ချိန်မှာတော့အကလုံးကလည်းအကလုံးရဲ့ပါဝင်တဲ့ cast တွေအကလုံးရဲ့ဆန္ဒရရလဲနောက်ဆုံးပြောပြလိုက်တာပေါ့လားဘယ်လိုလိုပါမလဲဆိုပါတဲ့လူတွေကြည့်လိုက်တဲ့ကြောင့်မလုံးဝမငင်းတော့ဘာဖြစ်ဆိုကိုချစ်ရတဲ့လူတွေလည်းဖြစ်တယ်ကိုချစ် senior မတွေလည်းပါတယ်အဲ junior လေးလည်းပါတယ်ဆိုတော့အရင်လည်းပြောဖို့ကောင်းမယ်ထင်ပြီးတော့လက်ခံလိုက်တာဘာမှမစဉ်းစားတော့စဉ်းတကယ်လည်းရိုက်တဲ့အချိန်မှာအရင်ခက်ခဲတာ အမ်တကယ်တမ်းဆိုလို့ရှိရင်လူသားတွေကလူသားပဲပေါ့နော်အားလုံးက LGBT မှမဟုတ်ဘူးအဲယောက်ျားမိန်းမမှမဟုတ်ဘူးအားလုံးကလူသားတွေအတွက်ကိုယ်လည်းခွင့်ဖြစ်နိုင်တယ်ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့ဒါလေးကိုထည့်ပြောသွားဖြစ်ပါတယ်ဟုတ်ဘုအတင်းတန်းတော့အရင်ခံရတယ်ဒါပေမဲ့ခုနပြောသူတို့ challenge တွေကအရင်ခက်ခဲတဲ့ဟာတွေပါပါတော့ငါအလှပဲပြလိုက်မယ် fashion တွေပဲအဲ့လိုမျိုး whip ပြီးတော့ပဲကိုယ်ကြည့်လို့ရှိရင်အများနဲ့လှနေအောင်စဉ်တိုင်းစဉ်တိုင်းမှာပြည့်နေအောင်ဆိုတဲ့ဟာမျိုးပဲမုခဲ့ပြီးတော့ပဲစူးစမ်းရှင်ပြန်တော့ပဲပြိုင်တာတော့ပြိုင်တာပဲစူးစမ်းတော့စူးစမ်းရဲ့နိုင်နိုင်တာမနိုင်ရတော့သူတို့ရဲ့ ဂျက်ရှင်အဆုံးဖြတ်တာပေါ့နော်ဆိုတော့အဲဒါမဲ့စင်တိုင်းမှာလှနေဖို့ပဲလိုတယ်ဆိုပြီးအလှပဲပြတယ်ကွာအတိအကျခုနပြောတော့ LGBT တော်တော်များများကြတော့မိသားစုရယ်အဲဒါဆွေမျိုးတွေအဲပြုလို့ရှိရင်ပတ်ဝန်းကျင်နဲ့အများနဲ့လှန်ပြောင်းပြီးတော့အဲ့လိုမျိုးသူတို့ ဆက်ဆံခံရတာပေါ့ကိုယ့်အိမ်ကလည်းကိုယ့်ရဲ့ခုနပြောမွေးဖွားလာတဲ့ဓာမျိုးကိုကြာတော့လဲတချို့အိမ်ကလက်မခံကြဘူးဒါပေမဲ့ငွေလေးကတခုကန်ကောင်းမှကြာတော့အိမ်ကအမေကအဲ LGP နဲ့တငယ်ချင်းဖြစ်နေတာတငယ်အမေကပွင့်လို့ပါ냐ဆိုတော့အဲ့တငယ်ချင်းဖြစ်နေတဲ့အချိန်မှာကိုယ်အဲ့လိုဖြစ်တဲ့အချိန်မှာသဘောမကျပင်မဲ့အဲလူများမိပါရတဲ့ဆာလို့ရှင် support ပေးတဲ့မိဘတွေမှာပါအဲ့ချိန်မှာကိုကလည်းအနေထိုင်တို့တိတ်ပြီးတော့တက်တက်ရရနဲ့စီကန်းရှိရှိနေတော့အိမ်ကအကုန်လုံးအဆက်ဖြစ်ပြီးတော့ကိုယ်လက်ခံသွားတာပါဟုတ် အဲတကူဆိုလို့ရှင်အိမ်ရဆိုလို့ရှင်အိမ်ရမျိုးအမေဒါလာလားဒီလိုလားဟဲ့နိဝစ္စအစ်မပြေဒါဝဲဝါဒီဖက်နက်စီဝါအမေရအစားအလိုမျိုးဆိုတော့အဲကိုတော်တော်ကန်ကောင်းတဲ့ထဲမှာပါပါဟုတ်ဟုတ်တယ်ဟုတ်တယ်ဟုတ် ်ဆက်သိန်းအခုချိန်မှာတော့ဆက်သိန်းကဘာမှလုပ်လို့မရတော့ပေါ့နော်ဘိုဖိုဘစ်စင်များများပေးပါလို့ပြောချက်ပါတယ်ပြီးလို့ရှိလို့ရှင်လည်းဒီ show လိုက်ကပြသမဲ့ Glitter and Bitter ဆိုတဲ့ reality show မှာအဲငယ်လေးလို့၆ရပါဝင်ပြီးတော့ challenge တွေအများကြီးလုပ်ထားတယ်မတူညီတဲ့တင်ဆက်မှုတွေနဲ့အဲပြသမှာဖြစ်တဲ့အတွက်ကိုအားပေးဖို့ဖိတ်ခေါ်ပါတယ်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်လို့ပြောချက်ပါတယ်ဟုတ်